ဝါရှင်တန်မှာရိုဘော့သက်စီလဲပတ်မှုစားသင်တော်မူဟုဝေမူကြီးညာ2026ခုနှစ်ကစပြီးဝါရှင်တန်ဒီစီမှာရိုဘော့သက်စီလဲပတ်မှုစားသင်တော်မှာဖြစ်ကြောင်းဝေမူကြီးညာခဲ့တာကိုတပတ်ဒရင်မှာရေးသားထားပါတယ်ဝေမိုဝမ်ရီဒက်ဟဲလင်ဝန်ဆောင်မှုကိုဝါရှင်တန်ဒီစီမှာလာမယ့်2026ခုနှစ်အတွင်းစတင်ဖို့ရည်မှန်းထားပြီးရင်မောင်းတွေမပါပဲဘေးကင်းလုံခြုံရေးကိုအပြည့်အဝထားဆောင်ရွက်သွားမှာဖြစ်ကြောင်းကော်မတီတာဝန်ရှိသူတို့ကပြောကြားထားပါတယ် ဒါဟာဝါရှင်တန်မှာအပြည်အဝကိုပိုင်အုပ်ချုပ်ခွင့်ရအရင်တွေကိုတားမြစ်ထားတဲ့မြို့တော်ဥပဒေကိုပထမဆုံးပြောင်းလဲဖို့အတွက်အခွင့်အရေးတစ်ခုလည်းဖြစ်ပြီးဝါရှင်တန်ဟာနောက်ထပ်ဆက်ရုပ်မြို့တော်ဖြစ်လာမယ်လို့ဝေမိုကကြေညာခဲ့ပါတယ်ဖက်ဒရယ်အစိုးရလက်အောက်မှာဆက်ရုပ်ဝန်ဆောင်မှုကိုစတင်ခြင်းကအလွန်အန္တရာယ်ရှိတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပြီးဘေကင်းစေရဲ့အတွက်တိတကတိကဝတ်တွေတည်ချထားရှိပြီးမှသာစတင်လက်ပတ်ခွေရခဲ့တာဖြစ်ကြောင်းကုမ္ပဏီအမှုဆောင်အရာရှိချုပ်ကဆိုပါတယ် ဝါရှင်တန်ဟာအမြင့်သစေတိုးလာနေတဲ့လူဦးရေနဲ့အခြေခံအဆောက်အုံတွေကြောင့်အစိုးရဆုံးရင်ကျော်ပိတ်ဆို့မှုကိုကြုံတွေ့နေရတာဖြစ်ပြီးဒါကြောင့် robot သက်စေဝန်ဆောင်မှုစတင်ပြီးမြို့တော်ရင်ကျော်ပိတ်ဆို့မှုတွေအကောင်းဆုံးဖြေရှင်းသွားမှာဖြစ်တယ်လို့သိရပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။